တပတ်တည်းနဲ့ပဲ့ရွက်ကိုကိုတိုင်းစိုက်ပြိုးပြီးစားသုံးမှုအတွေ့ဒီလိုလေးပြုလုပ်လိုက်ပါပထမဆုံးစိုက်ပြိုးမဲ့ပဲစိတွေကိုယူပြီး6နာရီခန့်ရေစိမ်ပေးထားရပါမယ်ပြီးရင်တော့ဖော်ဘူးကွန်တွေကိုယူပြီးနှစ်ပိုင်းဖြစ်အောင်အလဲကနေပိုင်ပေးလိုက်ပါဒါဆိုရင်တော့စိုက်ပြိုးဖို့အတွေ့ဖော်ဘူးကွန်တွေရရှိလာပြီပဲဖြစ်ပါတယ်ကြံတဲ့ဖော်ဘူးတွေကိုတော့ဝါချွန်တစ်ခုကိုအသုံးပြုပြီးအပေါက်လေးတွေဖြစ်အောင်ပြုလုပ်ပေးလိုက်ပါ လီးပြတ်ထားတဲ့ဖော်ဘူးကွန်တွေပေါ်မှာဘူးဖုံးတွေတင်ပေးပြီးရေမြုပ်အောင်ထည့်ထားပြရပါမယ်။ပြီးရင်တော့အပေါက်ဖောက်ထားတဲ့ဖော်ဘူးတွေကိုယူပြီးဘူးအဖုံးတွေပေါ်တင်ထားပေးလိုက်ပါ။6နာရီခန့်ကြာတဲ့အခါမှာတော့ပဲဆိတ်တွေကိုရေဆက်ပြီးဘူးကွန်တွေတဲ့အပြည့်ထည့်ထားပြရပါမယ်။၃ရက်လောက်ဆိုပဲဆိတ်လေးတွေမှာအညောင်လေးတွေထွက်ပေါ်နေပြီးစိမ့်ဆူလို့နေပါပြီ။ဘူးကွန်အောက်တွေမှာလည်းအမြင့်တွေများစွာထွက်ပေါ်လို့နေပါပြီ။ဒါဆိုရင်တော့အောက်ခံရေတွေကိုရှင်းထုတ်ပေးပြီးလဲလှယ်ပြရပါမယ်။ စိုက်ပြိုးပြီးတပတ်ကျော်ကြာတဲ့အခါမှာတော့ပဲစိလေးတွေမှာအရစ်တွေများစွာဝေးနေပြီးရှည်ထွက်လို့နေပါပြီ။ဓာတုဆေးမတုံးပဲစိုက်ပြိုးထားတာမို့စိမ့်ဆူလက်ဆက်ပြီးစားချင်စပွဲဖြစ်လို့နေပါပြီ။ဒါဆိုရင်တော့ခုစွတ်ပြီးချက်ပြုတ်စားသုံးလို့ရပါပြီ။မြည်နေရမလို့ပဲဖော်ဘူးတွေနဲ့အလွယ်တကူစိုက်ပြိုးလို့ရတာမို့မိတ်ဆွေတို့လည်းစိုက်ပြိုးကြည့်ကြပါဦးနော်။